လောကလူတွေကကိုမျက်ခြေကိုမမြင်ဘူးဆိုရလို့ကို့အဖြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအဖြစ်ကိုသာဖောထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမာယွင်ခြင်းတည်းပဲဒါကြောင့်မို့လို့ယသဗျာကို့အဖြစ်ကိုသာကို့စဉ်းစားဆင်ခြင်မှာသူများအဖြစ်တွေကိုတော့မချိပါနဲ့သူများအဖြစ်တွေချိခြင်းအဖြစ်ကို့မှာမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအဖြစ်တင်မို့လဲမကြိုးစားနဲ့ ကိုကိုသာဒီလုတ်တယ်မလုတ်ဘူးကိုကိုသာအချိန်တည်းရကိုကိုကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုရယ်သုံးသပ်ဆုံးမချက်ပဲဖြစ်တယ်ကိုအဲ့ဒါလေဆွေးဆွေးမြေ့မြေ့မှတ်ထားပြီးတော့သူများအပြစ်ကို တွေးမိတာနဲ့နဗရိတံဝီလောမဏိနဗရိတံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေ ူတစ်ပါးလုတ်တယ်မလုတ်ဘူးဆိုတာတွေကိုသွားပြီးတော့စိတ်ဝင်စားနေမချိနေသူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာနိအတ္တနိသာကိုယ့်ရဲ့အလုတ်ကိုသာကိုလုတ်မလုတ်ကိုဖြစ်မဖြစ်ကိုသာကိုယ့်ကိုသာအကျိုးအပြစ်စီစေရမယ်ကိုယ့်ကကိုယ်သာချီးရှူရမယ်ဆိုတဲ့ဒီရသော်ဗျာရဲ့သုံးသပ်ဆုံးမချက်တိုင်းနေလို့ရှိရင် သူများကိုအပြစ်တင်ငင်းညောင်ဖြစ်တဲ့အကုသိုလ်တွေကောမှဖြစ်တော့လေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုကျိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသွားပြန်မှမိတတ်တယ်တခါတခါကျတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့တော်ပြီးပြန်မှတတ်တယ်အဲ့လိုပြန်မှလိုက်တာနဲ့တပြိုင်တည်းကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားတယ် ဒီနေ့ဥက္ကတေနတထေဇနီးမောင်နှံအလောင်းများဆိုကြည့်လိုက်လက်မှတ်တွေ့တဲ့ပြစ်စကဗုဒ္ဓါကိုသူတို့ပါလာတဲ့ဇောင်းဝဲတောက်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့သွေးထဲထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဆိုပြစ်စကဗုဒ္ဓါကြည့်လိုက်တော့သူတို့ဆူတောင်းပြေးမယ်ဆိုတော့ပြစ်စကဗုဒ္ဓါကဝမ်းသာအားရပြုံးလိုက်တယ် ြုံးလိုက်တော့အမျိုးသမီးကစာပြီးပါပြောတော့အေးဟိုကရောကပြုံးနေတော့အမှုပညာသမားနဲ့တူတယ်တော့အမှုပညာသမားတွေကလည်းပြုံးပြုံးလေးနေတတ်တယ်ထွားရဲ့သချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာခုခေတ်တော့အနောက်တိုင်းကဟာတွေလားဘယ်ဟာတွေတူခေါက်တယ်မဲမဲရွယ်ရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတာခါတည်း သခင်ဆိုတာကြည်မကောင်းရှိမကောင်းမဲ့ရွယ်ပြီးတော့ခံစားရလားပါလားမသိပါဘူးနော်ဟိုဗမာအငိမ့်နေပါတယ်ကရင်တော့ပြုံပြုံနဲ့ကတာလေးတွေ့ဘူးပါတယ်အခုအနောက်တိုင်းသခင်နေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရလားမသိဘူးဘာတွေဆိုရတော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသိချာနေတယ် ရှုံမဲ့ပြီးတော့ခါတဲ့ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုတော်ကပြုံးနေတော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်ယောက်ျားလှုပ်တဲ့သူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတော့အဲ့ဒီလို့ပြစ်စင်ကဘုရားမထေမြတ်ကိုသွားပြီးတော့ နိုင်ရမယ့်ဟာတော့နိုင်လိုက်တဲ့အခါမှာဒီဥက္ကတိနာဇနီးမောင်းတာဟာဥက္ကတိနာကတထေသာဖြစ်တော့လေသူဇနီးကဒီကားချိတဲ့အမျိုးသမီးသွားဖြစ်တယ်တော့ကားချိတဲ့အမျိုးသမီးကိုတွေ့ပြီးတထေသာကလည်းကားချိတဲ့မှာနောက်လိုက်သွားတယ်အဆင်မျိုးဖြစ်သွားတယ်ထောက်ခံလိုက်တာနော်ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသာကတထေအိမ်ပေါ်မနေရဘဲနဲ့ကားချိတဲ့ဘုရားရောက်တော့အဲ့ဒါဒုရုဆလမ်မှာအဲ့လိုရှိတယ် အဲ့တော့သူများအပြစ်ကိုသွားချိန်လိုက်တာသူများဟာကိုသွားချိန်ပြီးတော့ကဲရစကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာနဲ့တတိထားစရာပေါ့နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအခုဒီမှာနပရိသံဝီလောမတိသူတစ်ပါးတည်းရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုချိန်မနေနဲ့နပရိသံကတကတသူတစ်ပါးတည်းလောက်တာမလောက်တာမချိန်နဲ့ ဆိုလိုတာကတချို့ကတရားထုတ်တယ်ငါတို့ကတော့ဥပုံနေလဲဥပုံဆောင်တယ်တို့ရထရားတွေတော့ဆောက်မအောင်ဒီလိုအပြောပေါ့နော်သူများမဆောင်တာတော့ပြောငါတို့ကစခန်းဝင်တဲ့ဗရဏိရှိတို့ရထရားစခန်းဝင်တဲ့လူတယောက်မှမဖြစ်ဘူးအဲ့ဒါလို့သူများကိုတော့မကြည့်လင်နဲ့လို့သူဆိုလိုတယ်ပေါ့အတနောဝအဝိခေယကတဏိအာကတဏိသာကိုလုထာဝဲကိုကြည့်ပြီးတော့ကိုကိုပဲ ဆန်းစစ်ပါလို့တရားစွာများဟောတာเนาะ